မြန်မာနိုင်ငံသာမကအာဆီယံအဝင်းဝိုင်းသာမကပဲကမ္ဘာနိုင်ငံအသီးသီးကကမ္ဘာသူကမ္ဘာသားတွေအားလုံးကိုဒုက္ခပေးနေတဲ့အွန်လိုင်းကြားဖြန့်လိမ်လည်မှုလုပ်ငန်းတွေနဲ့မြန်မာအကြမ်းဖက်စစ်တပ်ခေါင်းဆောင်တွေအကြားဆက်နွယ်မှုကိစ္စဖြစ်ပါတယ်။တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ကိုကန့်နယ်ကြားဆောင်တပ်ခေါင်းဆောင်ဝေဆန်းဝေဟွာယန်ရဲ့ထွက်ဆိုချက်တွေမှာစစ်အုပ်စုရဲ့ကာဝယ်မှုနဲ့ခွင့်ပြုချက်တွေရရှိခဲ့ကြောင်းအွန်လိုင်းလိမ်လည်မှုစင်တာတွေကိုကာဝယ်ဖို့အတွက်လိမ်လည်ရရှိရဲ့ငွေရဲ့တစ်စိတ်တစ်ပိုင်းကို စေအောင်စုကိုပေးဆောင်ခဲ့ရကြောင်းအတိတ်ပဲတက်ရောက်တဲ့အချက်တွေထွက်ဆိုထားတာကိုကြည့်ရင် အကြမ်းဖက်စစ်တပ်ဟာဒီလုပ်ငန်းတွေနဲ့ဓာတ်ရိုက်ဒါမှမဟုတ်တွေဝိုက်ပံ့ပိုးမှုရှိကြောင်းတပ်တွေတွေကထင်ရှားတာကြောင့်နိုင်ငံတကာအတိုင်းဝိုင်းကဒီရာဇဝတ်လုပ်ရက်တွေကိုရပ်တန့်မှုစေအောင်စုပေါ်ယခုတက်ပိုတဲ့ပိတ်ဆို့ရေးယူဆောင်ရွက်မှုတွေလိုအပ်ကြောင်းတိုက်တွန်းပြောကြားလိုပါတယ်။ထပ်မံအသိပေးလိုတာကတော့မြန်မာနိုင်ငံသားတွေကမ္ဘောဒီးယားနိုင်ငံဘက်ချမ်းကိုလိန်လေခံရပြီးလူရောင်းဝယ်မှုခံရမှု အာမလောအပေးစီကိုင်းခံရမှုလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခံရမှုတွေကိုအွန်လိုင်းကြားဖြန့်လိမ်လည်မှု လုပ်ငန်းတွေမှာကျူးလွန်ခံနေရကြောင်းကုညီကယ်ဆယ်ပေးဖို့အကူအညီတောင်းတာတွေငွေစေးပါးနဲ့ရာဇဝဲမှုဆိုင်ရာကုလသမဂ္ဂယုံ UNODC ကဇက်တိုက်လက်ခံရရှိနေတယ်လို့သိရပါတယ်။အွန်လိုင်းကခေါ်တဲ့အလုတ်တုတွေကိုအထူးစစ်စစ်ပြီးမှအလုတ်သွားလုပ်ကြဖို့နဲ့ကြားဖြန့်တဲ့ပတ်သက်ပြီးအထူးသတိရှိကြဖို့ကျွန်တော်တို့ညီမပြည်သူတွေကိုအထူးသတိပေးပြောကြားလိုပါတယ်။ မြန်မာနိုင်ငံနဲ့အထူးသဖြင့်အကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ခံနေကြားဆောင်တပ်တွေထိန်းချုပ်ထားတဲ့နေဆက်ဒေသတွေမှာအများဆုံးအခြေစိုက်ဖြစ်ပေါ်နေတဲ့ online ကြားဖြတ်နိုင်လည်မှုလုပ်ငန်းတွေအပါအဝင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုကင်းတွေကိုနိုင်ငံတကာအတိုင်းအဝိုင်းကဖြေရှင်းမှုကြိုးပမ်းဆောင်ရွက်နေမှုကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အတိမတ်ပြုချီးကျူးဂုဏ်ပြုသလိုပူးပေါင်းဆောင်ရွက်ဖို့လည်းအများအားဆင်သင့်ရှိကြောင်းပြောကြားလိုပါတယ်။ မျိုးသားညွန်ရေးအစိုးရအနေနဲ့နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းတွေ တိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုထိရောက်စွာအကောင်အထည်ပေါ်ဆောင်ရွက်နိုင်ဖို့အတွက်နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။အွန်လိုင်းကြားဖြတ်လိမ်လည်မှုလုပ်ငန်းချို့ကိုစစ်တပ်ကဝင်ရောက်စီးနင်းတဲ့အောင်အယောင်ပြဆောင်ရွက်ပြတာတွေကိုကြည့်ပြီးစစ်တပ်ရဲ့လှည့်ကွက်ထဲမဝင်မိကြဖို့အရေးကြီးပါတယ်။နေကြောင်တက်တွေဟာမြမစစ်တပ်ရဲ့လက်အောက်ခံတက်တွေဖြစ်တာကြောင့် ဒီ online ကြားဖြတ်နိုင်ငံမှုလုပ်ငန်းတွေရဲ့နောက်ွယ်မှာမြန်မာစစ်တပ်ခေါင်းဆောင်တွေထဲထဲဝင်ဝင်ပါဝင်ပတ်သက်မှုရှိနေတာကိုသိမြင်ပြီးဒီအရင်းအမြစ်ကိုဖြတ်နိုင်ကမှဒီကိစ္စတွေခြုံငိမ့်မှာဖြစ်ကြောင်းပြောကြရင်အစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။